စစ်သား80ဝန်းကျင်တင်ဆောင်ခဲ့ခင်ဟူတိုက်ပွဲမှာတင်းစီရရှိခဲ့တဲ့လက်နက်ကန်တွေကိုတော်လိုင်းရောပေါ်ရေးတံကိုဂုံပြူခြင်းဖြင့်ဂျမ်ဘန်စစ်တပ်ကနေစစ်သား80ဝန်းကျင်တင်ဆောင်ခဲ့တဲ့ခင်ဟူတိုက်ပွဲကတင်းစီရရှိတဲ့လက်နက်ကန်တွေကိုတော်လိုင်းရပေါ်ရေးတံကိုဂုံပြူခြင်းမြင်လိုက်ကြောင်းခင်ဟူမြို့နယ်ပြည်သူ့ကာကွယ်ရေးဘက်မှတော်လိုင်းတရင်မြေကပြောတဲ့ဒီစင်မှာနှစ်ရက်နေခင်ဟူမြို့နယ်မြို့နယ်ဘက်ကဘက်ကတိုက်ပွဲအတွင်းတင်းစီရမိရဲ့စစ်လက်နက်တွေနဲ့ MA1 တနက်ဆယ်လက်နဲ့ G3 တနက်လေးလက်အပေါင်းစုစုပေါင်းတနက်ဆယ်လေးလက်ကိုတိုက်နယ်ဘက်ကဖားရီနဲ့ ် UG backup ဖိုင်တွေကိုအသိမှတ်ပြုကွန်ပျူတာချိမြှင့်ပြရခဲ့ကြောင်းသိရပါတယ်။နိုဝင်ဘာ23ရက်နေ့မော်လဲ12နာရီခန့်မှာခင်ဦးမြို့နယ်မောင်လာကျေးရွာတွင်၄ရက်ကြာယာယီတိုင်းချထက်ဆွဲထားတဲ့ဂျက်ဖက်စစ်တပ်ကပြည်တော်ပြူစောတရာကိုအင်အား180ခန်းနဲ့ထွက်လာစဉ်တော်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ပြီးရင်းတိုက်ပွဲမှာစစ်တပ်စစ်ကြောတစ်ခုလုံးပြတ်သွားခဲ့ပါတယ်။ ရင်းနိုင်ပွဲတွင်စစ်သား80ဝန်းကျင်တင်ဆောင်ကလက်နက်29လက်နဲ့ခဲနေတင်စီရရှိခဲ့တဲ့တော်လိုင်းရဲဘော်တွေထံကိုစစ်လက်နက်ပစ္စည်းပြည့်ပွဲကိုမြို့နယ်ဘက်ကဖတာဝန်ခံဘက်ကဖဒူတာဝန်ခံအင်အားစုဖွဲ့လေးချင်းတာဝန်ခံစစ်လက်နက်တာဝန်ခံကုကဲတာဝန်ခံဆက်သွယ်ရေးတာဝန်ခံသတင်းတာဝန်ခံဘက်ကဖဖန်နာရေးဘက်ကဖရုံဖွဲ့မှုနဲ့ဘက်ကဖတက်စိတ်မှုမှာတည်တည်ကုန်ပြချင်းမြေပေးပြီးတိုင်းနဲ့တင်းနှစ်3လင်းကဘက်ကဖကောင်းဆောင်တူကောင်းဆောင်နေတဲ့ဖွဲ့တွေ UG ဘက်ကဖကောင်းဆောင်တဲ့ဖွဲ့တွေ က်ဆိုင်ရဘက်ကဖရဲဘော်တွေမှာအသီးသီးလက်ခံရယူခဲ့ကြောင်းသိရပါတယ်ခင်ဦးမြနယ်တွင်တော်လိုင်းတပ်တွေကတိုက်ခိုက်ချိန်မုံခဲ့တဲ့စစ်တပ်စစ်ကြောင်းမှာကမ်ဘလူမြို့နယ်မှာနီးပြွာ330နှစ်ခါမှတစ်တုံလုံးကမ်ဘလူဘျူဆော့တင်းနဲ့စုဖွဲ့ထားခြင်းဖြစ်ပြီးရင်းစစ်ကြောင်းကိုအမှတ်နှစ်ရွှေဖို့ခဲ့အမှတ်သုံးတိုင်ခေယုံမြို့နယ်ပကဖအတိုင်းနဲ့1235ပကဖပါခေယုံမြို့နယ်ပလာဖပြည်သူ့ကာကွယ်ရေးဖွဲ့ခေယုံမြို့နယ်တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်ဆလာဘီတယောက်တဲ့စစ်စင်ရေးတွေ ဖော်မယ်ရန်သူကောင်ကြီးညစ်စာတုတ်ပြန်မယ်လို့အညာမြစ်တပ်ပေါင်းစုကပြောပကောက်ကုခိုင်မှာအခြေစိုက်ဖြစ်တဲ့အညာမြစ်တပ်ပေါင်းစုနေနဲ့စစ်ကောင်စီကိုစစ်ချိန်မြတိုက်ခိုက်မယ်လို့အသိပေးပြီးစစ်စင်ရေးနေပုံမှုထျောက်စွာအကောင့်ထဲဖော်မယ်လို့အဖွဲ့ပြန်ကြားရေးတာဝန်ခံကိုပိုပိုတန်းစင်ကပြောတယ် နနာ24ဇွန်လ19ရက်နေ့ကပခုတ်ကူခိုင်ရှိစိုက်တော်လင်းအဖွဲ့၅ဘွဲဖြစ်တဲ့ MUGTF စာမဏီပြောက်ကြားတပ်ဖွဲ့ James Bond TSDGNF နဲ့တူညီနောက်ပြောက်ကြားတပ်ဖွဲ့ပူးပေါင်းထားတဲ့အညာမြေတပ်ပေါင်းစုမှ God of Night တပ်ဖွဲ့ EK Fighter တပ်ဖွဲ့တို့ကအခုဒီဇင်ဘာလဆက်မှတ်ထက်မှပေါင်းစည်းလာခဲ့ပါတယ်ဒီလိုအဖွဲ့နှစ်ဖွဲ့ထပ်မံပေါင်းစည်းလာတဲ့အခါအကြောင်းအရာပုံမထရတဲ့မစ်ရှင်တွေပုံဆောင်မှုရန်သူကိုညီညွတ်စွာတုံ့ပြန်နိုင်ဖို့နဲ့တော်လိုင်းအဖွဲ့အချင်းချင်းကြားပို့ပြီးညီညွတ်စွာသဘောထားကွဲလွဲမှုတွေပေါက်ပြောက်စေဖို့ဖြစ်ကြောင်းကိုပူပူတန်းစင်ကပြောပါရတယ်။ အခုလိုပေါင်းဆက်ရတဲ့အဓိကအကြောင်းရင်းကတော့ပုံမှန်ထရောက်တဲ့မရှင်တွေပေါ်ဆောင်မှုနဲ့ရန်သူကိုညီညွတ်စွာတုတ်ပြန်နိုင်မှုဖြစ်တယ်လို့အညာမြစ်တပ်ပေါင်းစုပြန်ကြားရေးတောင်းခံကိုကူပိုတန်စင်ခပြောတယ်။အညာမြစ်တပ်ပေါင်းစုဒီဇင်ဘာနေ့နေ့ထုတ်ပြန်ချက်မှာလည်းတော်လိုင်းမှာကိုခွန်ကိုအားနဲ့အကောင်းဆုံးဖြစ်အောင်ပြုလုပ်နေပြီးဖက်ဒရယ်ရတဲ့အထိလည်းခိုင်ခိုင်မာမာတိုက်ပွဲဝင်နေကြအသိပေးထားပြီး အခုပေါင်းစည်းရေးကြေညာချိန်ကစလို့စီးရင်ထပ်ပုံမြင့်တင်တယ်လို့ဖော်ပြတယ်။အခုကြေညာချက်ကရဲဘော်ရဲဘက်တပ်ဖွဲ့ဝင်တွေစောင့်တရားတစ္ဆာဒိဋ္ဌန်တွေပေါင်းကြပေါင်းစည်းမှုကြေညာချက်မှာဖော်ပြတယ်။ဒါဟာမဟာမိတ်ချင်းချင်းကြောင့်စောင့်တရားလိုက်နာရတဲ့မျှဝေရတဲ့ချက်ချမှုတွေပေါင်းတို့တပ်ဖွဲ့ဝင်တွေအလုံးဟာဖက်ဒရယ်အတွက်ဥလဲမတုံတောင်းရင်ထွန်းရမယ်လို့ထုတ်ပြန်ခဲ့ပြီးဖက်ဒရယ်အတွက်တိုက်ပွဲဝင်နေတဲ့မြေတီဖွဲ့စည်းနေမှုဆိုခိုင်မာတဲ့ဆက်ဆံရေးကိုတိစောက်ပြီးအာဏာရှင်အားတွန်းလှန်ကြမယ်လို့ဖော်ပြထားပါတယ်။နောက်ဆက်အောင်ပြသအတွက်ထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။